အမအိုဂျီအမော်ရင်ကဂရီယန်ပေါ်တာနောက်အရင်ဆုံးထုတ်ခင်ရမယ့်နေပြအဖြစ်ရေပန်းအစားဆုံးဖြစ်လာပါရင်ပြည်သူများအားလုံးမိသားများ YesBot iMac ကိုရှေ့ပါစားမိကနေပြန်လည်ကြိုလိုက်ပါရင်မန်ချာနိုက်တက်အသင်းဟာဒီနေ့ဘောလုံးရာအတီမှာလည်းရလဲဆိုးရွားမှုတွေနဲ့ရင်ဆိုင်နေရပြီးနေပြရိုဘင်အမော်ရင်ရဲ့အနာဂတ်ကိုလောက်ကန်နေပါရင်2024နိုဝင်ဘာမှာမန်ယူနေပြဖြစ်လာခဲ့တဲ့အမော်ရင်ဟာအသင်းကိုကိုင်တွယ် ပြေတော့မှာဖြစ်ပေမဲ့မန်ယူကတော့သူ့လက်ထက်မှာအခုချိန်ထိချိုမမန်ကနေမှတ်တက်သေးပါဘူးအခုဆိုရင်ပရီးမီးယားလိဂ်ခြားပွဲမှာအနိုင်နှစ်ပွဲတေးတပွဲရှုံးသုံးပွဲနဲ့အမှတ်ခွန်ပတ်သက်ရရှိထားပြီးအသင်းဟာမပင်းစရာမှာအဆင့်ဆက်လေးနေရာရပ်တည်နေပါတယ်ဒါအပြင် MOR ကိုင်းတွင်ထားတဲ့ပရီးမီးယားလိဂ်33ပွဲမှာ34ပွဲသက်ရရှိထားတာဟာမန်ယူရဲ့တမိုင်းမှာအားနည်းဆုံးနည်းပြအဖြစ်နဲ့လည်းမှတ်တမ်းဝင်နေပါတယ် MOR ရဲ့ကစားပုံစနစ်ဟာအသင်းနဲ့မကိုက်ညီပဲနဲ့ခေါင်းမာစွာဆက်လက်အသုံးပြနေတာကြောင့်ပရိသတ်တွေရဲ့ဝေဖန်သူတွေရဲ့ပြစ်တင်မှုတွေနဲ့ရင်ဆိုင်နေရပါတယ်ဒါကြောင့်ဝင်ဆန်းနည်းပြဟောဂရန်ပေါ်တာထုတ်ပယ်ခံရပြီးတဲ့နောက် MOR ဟာပရီးမီးယားလိဂ်မှာနောက်ထပ်ထုတ်ပယ်ခံရဖို့ရေဖန်အစားဆုံးနည်းပြအဖြစ်ထင်ရှားလာပါ ပါတယ်။ဒါပေမဲ့အတင်းတာဝန်ရှိတွေကအမရိကန်ထောက်ခံနေဆဲဖြစ်ပြီးဒီဘက်မှာလည်းအစားထိုးနည်းပြရွေးချယ်မှုအတွက်စီစဉ်နေပြီးဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။ ်အမော်ရီရဲ့တောင်းလေးတိတိကစားပုံစနစ်အားပေါ်တူဂီမှာတော့ဘာဆိုလာဖြစ်ခဲ့ပေမဲ့မန်ယူမှာတော့ကစားမတွေနဲ့မကိုက်ညီတာကြောင့်ရလဒ်ဆိုးတွေနဲ့စတိုင်ကြုံတွေ့နေရပါတယ်။ ESPN ရဲ့စီရင်ခံစာရအမော်ရီရဲ့အနိုင်ရရှိမှုရာခိုင်နှုန်းက26ရာခိုင်နှုန်းဟာဒုတိယကမ္ဘာစစ်ဘေးကာလကလေးကဒီနေ့အချိန်ထိမန်ယူကိုကင်တွယ်ခဲ့တဲ့နည်းပြတွေထဲမှာအနေဆုံးဆွမ်းဆောင်ရဖြစ်ပါတယ်။အမော်ရီရဲ့ကစားပုံစနစ်အားအတင်းနဲ့မကိုက်ညီတာကိုတိတိကျကျစွာပြသနေပါတယ်။ဟိုမှာ Brandfoot ရဲ့ပွဲမှာပွဲအစမိနစ်20အတွင်းဂိုးနဲ့ဂိုးပေးခဲ့ရပြီးမန်စီရဲ့ပွဲမှာခန်းစင်ပိုင်းမှာအားနည်းချက်တွေထင်ရှားခဲ့ပါတယ်။ ကရာဘောင်ဖလားမှာ Grand Prix တောင်းလို့အသင်းမျိုးကိုပန်နတီအဆုံးပြည့်နဲ့ရှုံးနေခဲ့တာကပရိသတ်တွေရဲ့စိတ်ပြတ်မှုကိုပုံမှန်ဖြစ်စေခဲ့ပါရင် Emoria သူ့ရဲ့၃လ၄တစ်စနစ်ကိုခေါင်းမာစွာဆက်လက်အသုံးပြုနေပြီးပြောင်းလဲမှုလုပ်ဖို့ညှင်းဆုံနေတာကဝေဖန်မှုတွေကိုပုံမှန်ဖြစ်ပေါ်စေခဲ့ပါရင် Man U ကရန်ဝေကစားမကရီနမီက Emoria ရဲ့စနစ်ဟာအသင်းနဲ့မကိုက်ညီဘူးဒီလိုခေါင်းမာစွာဆက်လက်ကစားနေရင်အသင်းကိုပုံမှန်ပြန်စည်းစိမ်နိုင်တယ်လို့ Sky Sport မှာဝေဖန်ခဲ့ပါရင် Social Media မှာ Emoria out hashtag ဟာဒီနေ့တခြားများပြားလာခဲ့ပြီးဒါကပရိသတ်တွေရဲ့စိတ်ပြတ်မှုနဲ့နေပြအပြောင်းလဲလှုပ်လှားမှုကိုထင်ရှားစေပါရင် ရက်ကလင်းနဲ့ iOS အဖွဲ့အား American ထောက်ခံနေဆဲဖြစ်ပြီးသူ့ကိုရာသီတရာသီလုံးစာအကဲဖြတ်ဖို့စီစဉ်ရှိတယ်လို့ The Atlantic ကဖော်ပြထားပါတယ်။ရက်ကလင်းဟာယခင်နည်းပြဖြစ်တဲ့ Eritrean ကိုလည်းထောက်ခံခဲ့ပြီးရလဲဆိုရင်ဇက်တိုက်ဖြစ်ပေါ်နေခဲ့ချိန်2024နိုဝင်ဘာမှာထုတ်ပယ်ခဲ့တာကြောင့် American အတွက်ထောက်ခံမှုကကန့်သတ်ချက်ရှိတယ်လို့ယူဆရပါတယ်။တန်အကိုထုတ်ပယ်ရမှာရောကြီးပြင်းပေါင်း15တန်းပေးခဲ့ရပြီး American ထုတ်ပယ်ရင်လည်းပေါင်း22တန်းရောကြီးပေးရမယ်လို့ The Guardian ကဖော်ပြထားပါတယ်။ဒီလိုဗန်နာရေးဖိအားတွေကြောင့် Regulator ဟာ American ကိုဆက်လက်ထောက်ခံဖို့ကြိုးစားနေပေမဲ့လာမယ့်ပွဲတွေမှာရလဲတွေမတိုးတက်လာခဲ့ရင် Christmas မတိုင်ခင်ထုတ်ပယ်ခံရနိုင်တယ်လို့ကနဝင်းစားမ ဟာမန်စ်ကတော့စ်ပို့မှာပြောကြားခဲ့ပါတယ်။အမေရိကန်နိုင်ငံကလည်းပွဲပြီးသတင်းစာရှင်းလင်းပွဲတွေမှာကျွန်တော်တို့ရဲ့ကစားပုံမှာထိန်းချုပ်မှုနဲ့စိတ်တက်ခွန်အားတွေမရှိဘူး။ဒါကိုပြုမြင်ဖို့လိုအပ်တယ်လို့ဝန်ခံခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ခေါင်းမာစွာဆက်လက်အသုံးပြုနေခဲ့တဲ့သုံးလနှစ်တည်းစနစ်ဟာအသင်းရဲ့ကစားမားတွေဖြစ်တဲ့ Brian Ambumo, Mason Mount, Kobe Myers နဲ့မကိုက်ညီတာကို BBC Sport ကထောက်ပြထားပါတယ်။ဒီလိုရလဲဆိုရင်လည်းဝေဖန်မှုတွေအကြောင်းအမေရိကန်ယာရီကမလုံခြုံတော့ပါဘူး။မန်ရဲ့တာဝန်ရှိသူဟာအမေရိကန်ထောက်ခံနေစေဖြစ်ပေမဲ့အစားလုံးနည်းပြရွေးချယ်မှုတွေစီစဉ်နေပြီဖြစ်ကြောင်းဒက်တိုင်းကဖော်ပြထားပါတယ်။ ယာရာနေပြအစင်းထဲမှာအင်္ဂလန်လူရေးစင်နေပြဟောင်းဂါရက်ဆောက်ဂိတ်ဘောမောက်နေပြအန်တိုနီအာယာအိုလာခရစ်စတယ်ဘဲလီနေပြအိုလီဗာဂလန်နာနဲ့ဖော်ရန်နေပြမာကိုစေဘာတို့ပါဝင်နေပါတယ်ဒီနေပြတွေအလားလာနဲ့အချက်အလက်တွေကိုဆွေးနွေးတော့ပါဘူးအမ်ပါရီရဲ့လက်ရှိစွမ်းဆောင်ရာမန်ယူရဲ့ရာသီအတွက်အမျှော်လင့်ချက်တွေကိုထိခိုက်နေစေပါတယ် အသင်းအားချန်ပီယံလိအဆင့်အတန်းတို့ပြန်လည်တလှမ်းမှုတဲ့ရည်မှန်းထားပေမဲ့လက်ရှိအဆင့်ဆက်လေးနေရာမှာရပ်တည်နေတာကထိပ်သီးအဆင့်လေးနေရာနဲ့အကွာအဝေးများပြားနေပါတယ်။လာမယ့်ပွဲတွေကအမော်ရီအနာဂတ်ကိုဆုံးဖြတ်ပေးမှာပါ။အကယ်၍ရလဒ်တွေမတိုးတက်ခဲ့ရင်ခရစ်စမတ်မတိုင်ခင်ထုတ်ပယ်ခံရနိုင်တယ်လို့ Sky Sport ကခွဲခြမ်းစိတ်ပြထားကြမှာ။မန်ပရိသတ်တွေကရောအမော်ရီထုတ်ပယ်စေခြင်းကြတာလား။တခြားစကောသင်းဖန်တွေကရောအမတ်အိုးကြီးအမော်ရီကိုမိုင်းမှာပဲဆက်ရှိစေခြင်းပြီးအချိန်ပေးစေခြင်းကြတယ်လို့သိရပါတယ်။အစောနေ့ကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။